ဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုလေးလေးမှဆိုလို့ရှိရင် and two ဟာရာတွေကိုတူတူလေးလာတော့မှဖြစ်ပါတယ်။အဲအများကြီးပြောတော့ဦးကျွန်တော်အချိန်လေးနည်းနည်းလေးပြပြီးတော့စာရေးအများကြီးမှတ်မယ်ပေါ့နော်ဒီတစ်ခေါက်ကအပိုင်း6ဖြစ်ပါတယ်။အရှိမဆလုံး900တောင်ပြောပြီးသွားပြီ။အဲတော့ and two ကအားလုံးတည်ထားပြီးတိုင်းပေါ့ကပ်လေးတွေကနည်းနည်းလေးတော့များတယ်။ဒါပေမဲ့ အဲဘယ်လိုပြောရမလဲဒါ life long learning ပေါ့เนาะကျွန်တော်ဘာသာစကားတစ်ခုလေ့လာရဲဆိုတာကထက်ခါထက်ခါနားထောင်နေထက်ခါထက်ခါမြင်နေကြားနေအသုံးပြုနေရဲဆိုလို့ရှိရင်ဒါကိုကျွမ်းကျင်သွားတာဆိုတော့လေအဲ့တော့ဒီနေ့လည်းပေါ့ပေါ့ပါးလေးမှတ်ကြမယ်ဒီနေ့ကကြတော့ကျွန်တော်တို့ကဒီခကြည့်ဆိုတဲ့အိမ်အိမ်အိမ်ထောင် အမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြောမှာပေါ့เนาะအဲ့အလုံးနဲ့ပတ်သက်ပြီးတော့ပြောမှာဖြစ်ပါတယ်အဲ့တော့ခါကြီးလို့ပြောလိုက်တယ်ဆိုလို့ရှင်ဒီဥစ္စာနောက်ထပ်တစ်ခုရှိတယ်ဒီအောက်ကခါကြီးလေးရကြတော့ဒါမီးလောင်ခြင်းဆိုတဲ့အသေးပဲဖြစ်တယ်အဲ့တော့ဟိုမရှမ်းရဘူးခန်းကြီးရွေးတဲ့ခါကျရင်တိတိကျကျလေးရွေးမယ်ပေါ့เนาะအဲ့အလုံးလုံးတဲ့အခါမှာဆိုလို့ရှင်ကျွန်တော်တို့က အဲပါလိရှိလဲဆိုတော့ဒီလိုမျိုးပေါ့เนาะပထမဆုံးဒီမိုဒဲတုဆိုရပေါ့ကတ်မျိုးလေးရှိတယ်ဒါယိုရဲဖိတ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်မိုဒဲတုအဲ့တော့အာပြောရင်ကောင်းမလားမပြောရင်ကောင်းမလားခေါင်းထဲမှာရုတ်တရက်ပေါ်လာပေမဲ့ပြောလိုက်မယ်အဲ့ဒါဒီလိုမျိုးလေး row a ဆိုရပေါ့ကတ်လေးရှိတယ်ဒါကလေဂျပန်နိုင်ငံမှာကျောင်းဟိုအလုံးလုံးတဲ့အခါကျရင်မဖြစ်မနေအဲ့လိုမျိုးပေါ့เนาะအမြင်နဲ့တွေ့ရတဲ့တဲ့စကားလုံးလေးဖြစ်တဲ့အတွက်ခန်းကြီးကတော့ခတ်တယ်ဆိုပေမဲ့မှတ်ထားပေးပေါ့เนาะအဲ့လို row a ဆိုလို့ပါလို့ဆိုလို့ရှင်ဒီလိုမျိုးအတွေ့လိုက်လေးဖြစ်တဲ့တဲ့ပေါ့เนาะအဲ့ row a ရဲ့ပေါ့ကတ်က က်တယ်ပေါ့နော်အဲ့တော့ဒီ jaw hole ဆိုတာက information အနောက်က row a ဆိုတာပေါက်ကြားခြင်းဆိုတဲ့စကားလုံးလေးအဲ့တော့ information တွေဘာတွေကပေါက်ကြားသွားတာအကုန်လုံးပေါ့နော်အဲ့လိုမပြောတဲ့နဲ့သူပြောလိုက်တာအဲ့ဒါအကုန်လုံးကဒါ jaw hole row a ဆိုပြီးတော့ခေါ်တယ်အဲပေါက်ကြားခြင်းဆိုတဲ့စကားလုံးပေါ့နော်အမှပါတဲ့ model တူလေးဖြစ်ပါတယ်အဲ့တော့ခန်းကြီးလေးကတော့ရေအောက်ကအမယ်လေးပါညာဆိုတော့နည်းနည်းလေးတော့မှန်းလို့လွယ်တယ်ဆိုပေမဲ့ ဒီတိကျစားလေးမှတ်ထားနော်ဒါလေးကဒါစာမိုးဝဲအတွက်ဆိုတာထက်တကယ်ဂျပန်မှာအလုံးလုံးရင်တွေ့ရမယ့်စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဒါမျိုးလေးရှိမယ်အဲ့တော့ကျောင်းဒီဂျီတိုဟန်ပိုင်းခီဆိုဘောကပ်ကိုသိပါသလားဂျီတိုဟန်ပိုင်းခီသိတာပေါ့ဒါ unfight ထဲကသိထားပြီးဒါဂျီတိုဟန်ပိုင်းခီအလိုအလျောက်ဈေးရောင်းဆက်ဘာလို့အလိုအလျောက်လို့ပြောရလဲဆိုတော့အရှိကဒီဂျီတိုဆိုဘောကပ်လေးဂျီတိုဆိုတာကတော့အော်တိုဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ဟိုဂျီတိုအော်တိုဆိုပြီးတော့မှတ်ထားပါတော့ အော်တိုအလိုအလျောက်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲသူရဲ့ဆန့်ကျင်ဘက်ကဒီလိုမျိုးလေးရှိတယ်ရှူတိုးဆိုပြီးတော့ရှိတယ်ရှူတိုးကကြောက်ကြောင်း English လို့ဆိုရင် manual လို့ခေါ်တယ် manual ဆိုတာက အမ်ဘာသာပြန်မယ်ဆိုလို့ရှိရင်နှစ်မျိုးပြန်လို့ရတယ်။တခုခုကိုဘယ်လိုလုပ်ရမလဲ၊ဘာညာလုပ်ရမလဲဆိုရယ် manual ရှိရလीနော်။အဲအဲ့ဒါကကြတော့ကျွန်တော်ကဒီတဲ့ကျွန်းလို့ဘာလို့ခေါ်ရလဲပေါ့နော်။တဲ့ကျွန်းဆိုတာကသူက procedure manual ဥပမာပေါ့။ဟိုပစ္စည်းတခုခုဒါဒါဒါဘယ်လိုလုပ်ရမလဲဆိုရယ်အဲ့လိုလမ်းညွှန်ချက်တွေပါလေဆို manual ဆိုပြီးတော့ခေါ်တယ်။ဒါပေမဲ့ဟိုလက်နဲ့လုပ်တယ်ဆိုရယ်အတိတ်ပဲပေါ့နော်။ဒီ shoot do ဆိုရယ်အတိတ်ပဲ။ဒါကလက်နဲ့လုပ်တာနော်။အဲ့တော့လက်နဲ့ကိုယ်တိုင်ကိုယ်ကြလုပ်တယ်ပေါ့နော်။အဲ့တော့ဒီ auto မဟုတ်တဲ့ဥစ္စာပေါ့နော်။ no ဟိုပေါ့အော်တိုမဟုတ်တဲ့ဥစ္စာကိုရှူတိုးဆိုပြီးတော့ခေါ်တယ်သူကကြာ manual အဲ့တော့ဒီတဲ့ကျွန်းကကြတော့ procedure manual အဲ့တော့ဟိုဒါလေးတွေအတိတ်ပဲလေးတိတိကျကျကွဲအောင်မှတ်ထားပြီเนาะဒါမျိုးလေးရှိပါတယ်အဲ့တော့ဒီအလိုအလျောက်ဆိုတဲ့ဥစ္စာရဲ့ manual ဆိုတဲ့ပုံကတ်မျိုးလေးလည်းရှိရပါတော့ နော်ကျောင်းကားတွေဘာတွေမှာဆိုလို့ရှိရင်လဲနောက်တောက်တဲ့အဲဥပမာပေးပို့ပြီးတော့ကောင်းတယ်ကားမှာဆိုလို့ရှိရင်ကျောင်းအော်တိုမန်နျူရယ်ရှိရဟုတ် AT ဆိုလို့ရှိရင်ဒါဟို AT ဆိုလို့ရှိရင် AT ကားဆိုလို့ရှိရင်ဒါအော်တိုကားဆိုပြီးတော့ခေါ်ရလေနော်အဲ့တော့ဟိုကျောင်း ဂျပန်မှာចောင်းចောင်းကားတင်တဲ့တော့တက်မယ်ဆိုလို့ရှိရင်သူတို့ကမေး AT လား MT လားဆိုပြီးတော့မေးမယ် AT ဆိုရင် auto ကားကိုပြောတာ manual ကကြောက် gear အနှိမ့်ချလို့ရပါဘောနော်ဆိုင်ကယ်ပိုင်းမှာလည်းတူတူပဲအဲ့တော့ဒါမျိုးလေးရှိပါတယ်အဲပြီးရင်ကျွန်တော်တို့မှာဒီလိုမျိုးစိုဆိုင်ဆွဲပေါ့ကတ်မျိုးလေးတွေမှတ်ထားပေးပါစိုဆိုင်စိုဆိုင်ဆွဲကဒီပအဝင်ပစ္စည်းကုန်ကျန်းပစ္စည်းတွေပါတွေကိုခေါ်တာဗောနော်စိုဆိုင်အဲတခုခု ဟိုရင်းမြစ်ဆိုတဲ့စကားလုံးလေးနဲ့ပေါ့နော်ဆိုဆိုင်အဲကုန်ကျန်းပစ္စည်းတွေဘာတွေပြောတာဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာဒီဘွန်ရူအီဆိုတဲ့ပေါကမျိုးလေးတွေမှတ်ထားပေးမယ်ဘွန်ရူအီဘွန်ရူအီဆိုတာကအမျိုးအစားခွဲတာဖြစ်တယ်များသောအားဖြင့်ဟိုအမိုက်တွေဘာတွေဆိုလို့ရှိရင်တော့ဘွန်ဘက်ချ်ဆိုပြီးတော့ခေါ်တယ်ဂုံမီနော့ဘွန်ဘက်ချ် ပွန်ဘစ်เนาะဘောရူကြီးကကြတော့အမျိုးအစားတစ်ခုနဲ့တစ်ခုဟိုဘက်ဒီဘက်ခွခွဲပြီးတော့ဗောနော်အဲတီးတန့်ခွဲထားတယ်ဆိုရအတိတ်ပဲမျိုးအဲများသောအားဖြင့်အဝိရှော်တဲ့အခါမှာသုံးတာမျိုးလည်းတွေ့ရတယ်ဗောနော်စန်တာခုမွန်တို့အိုဘွန်ဘွန်ရူဆိုလို့ဆိုလို့ရှိရင်အဲရှော်မဲအဝတ်တွေဗောနော်အဖြူဆိုအဖြူအမဲဆိုအမဲစသဖြင့်ဗောနော်အရာအဲ့လိုခွဲတာကိုဘွန်ရူဆိုလို့ဆိုပြီးတော့သုံးတယ်ကော်မီဆိုရင်တော့များသောအားဖြင့်ပွန်ဘစ်ဆိုလို့ဆိုပြီးတော့သုံးတာမျိုးလေးရှိတယ်အဲ့လုံးနဲ့ပတ်သက်လို့ရှိရင်ဒါလေးမှတ်ထားမယ်စုစုကုဆိုရဘောကပ်လေးမှတ်ထားပါစုကုစုစုကုဆိုလို့ရှိရင်စုစုကုဆိုတာကသူ ူကစေကြောတယ်ရေနဲ့ကျင်းတယ်ပေါ့နော်မြန်မာလိုအနည်းဆက်ဆုံးပြောမှဆိုရေနဲ့ကျင်းတဲ့ဥစ္စာမျိုးစုစုကုဆိုပြီးတော့ခေါ်ပါတယ်စုစုကုကျင်းတယ်ရေနဲ့ကျင်းတယ်ဆိုတဲ့စကားလုံးလေးနော်ဒါလေးရှိမယ် ပြီးရင်ကျွန်တော်တို့မှာအမိုက်တင်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ဒါနာမကောမီကတော့ဒါတည်ထားပြီးသားပေါ့နော်ဒါအမိုက်စိန်ဟိုအသားစိန်တို့အရွက်တို့ဘာတို့ကထွက်တဲ့အမိုက်တွေအကုန်လုံးနာမကောမီဆိုပြီးတော့ရှိတယ်ခါနန်းကောမီဆိုတဲ့ဘောကပ်လေးရှိတယ်ခါနန်းကောမီခါနန်းရဲ့နန်းလေးကကျွန်တော်ဘုမမြင်ဘူးနေရာလဲဆိုတော့ဒီရှီစန်းတို့ဘာတို့ရဲ့ဟောက်စာလေးနဲ့ဆင်နေရပေါ့နော်ဒါပေမဲ့သူကကြတော့မိုအဲရုဆိုတဲ့စကားလုံးလေးဖြစ်တဲ့အတွက်မိုအဲရုကောမီဆိုတဲ့အထိပ်ပဲမျိုးနဲ့အတူတူပဲခါခါနန်းကောမီကများသွားဖြစ်ပေးရမျိုးတွေပြောရလဲဆိုတော့ဒီခ ာနန်းကော်မီလို့ပြောလိုက်သူကဒီနာမကော်မီတွေရောပါရောအကုန်ပါသွားရယ်ပေါ့နော်မီရှို့ဖြစ်ပြီးတော့မီရှို့ဖြစ်ပြီးတော့သူ့ကိုအဲ့လိုမျိုးပေါ့နော်ဟိုပုံစံပြောင်းလိုက်ရတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးရှိတယ်သူကမိုအဲဒူကော်မီဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အတူတူပဲနောက်ထပ်တစ်မျိုးရှိသေးတယ်သူကကြတော့ဒီရှီကန်ကော်မီဆိုတာရှီရှီကန်ကော်မီကကြတော့များသောအားဖြင့်အဲ တည်င်းစာတို့စက်ကူဘုံတို့ဘာတို့ပေါ့နော်ပြန်ပြီးတော့သူ့ကိုတုံပြူလို့ရတဲ့ဥစ္စာမျိုးရှီကန်းခေါ်မီဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့တော့အဟိုအမိုက်ကားကြပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကဒီမိုအဲရုခေါ်မီမိုအဲနိုင်ခေါ်မီရကြတော့ဒါ n n2 n3 လောက်မှတိခဲပေါ့နော်ဒီတစ်ခေါက်ကကြတော့ n2 အနေနဲ့ဆိုလို့ရှိရင်ဒီခါနန်းခေါ်မီတို့ရှီကန်းခေါ်မီဆိုတဲ့ဘောမျိုးလေးဒါမျိုးလေးတွေကိုမှတ်ထားပေးပါရှီကန်းခေါ်မီရဲ့ရှီလေးကဘယ်မှာမြင်ဘူးနေရလဲဆိုတော့ရှီလျောတို့ဘာတို့မှာမြင်ဘူးနေတာရှီကန်းရဲ့ခန်းလေးကကြတော့သူကအာမီနာမုတ်တို့ရင်းမြစ်ဆိုတဲ့စကားလုံးလေး ဖြစ်ပါတယ်ตัวกันเอ็นโนบาเรกันเนี่ยไม่ดูเนาะอะไรမျိုးလေးတတိထားပေးမယ်ဒါခန်းကြီးရောဘောကောက်ကောဒီလိုမျိုးလေးမှတ်ပေးပါအဲ့တော့နောက်ထပ်တစ်ခုကျွန်တော်တို့မှာဒီဆိုတိုင်းကော်မီဆိုရဘောကောက်မျိုးလေးရှိတယ်ဆိုတိုင်းကော်မီကကြတော့ အဲဟိုပေါ့နော်ဗီဒီယိုတို့ခုံတို့အကြီးတွေပေါ့နော်အမိုက်အကြီးတွေအမိုက်ဆိုရတော့မဟုတ်ဘူးပေါ့နော်အိမ်မှာအတုံးမဝင်တော့လို့အဲ့လိုပြစ်ချင်တဲ့အခါမျိုးမှာအဲဆိုတိုင်းကော်မီအဲ့လိုအကြီးတွေကိုဆိုတိုင်းကော်မီဆိုပြီးတော့ခေါ်ပါတယ်အဲဖူဒူရှင်ဘွန်ဆိုတဲ့ပေါ့ကတ်မျိုးလေးမှတ်ထားပေးပါတည်င်းစာအဟောင်းနေပေါ့နော်ဖူဒူ ရှင်ဘောဆိုတဲ့စကားလုံးလေးရှင်ဘောဆိုတဲ့စကားလုံးလေးကိုမြင်တော့ n5 ကိုတွားပြီးတော့တတိယပြီးတော့ကျွန်ုပ်မှာဒီဒိုဒိုဆိုတဲ့ပေါ်ကတ်မျိုးလေးရှိတယ်ဒို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 ဆိုတာရွှွန်ကိုပြောတာပါဒိုဒိုဘိုးမှလည်းသူပါတယ်เนาะဒိုဒိုဘိုးအဲ့တော့တခိုးကဒိုဒိုဘိုးကတခိုးတခိုးကရွှွန်နေလူးလာမမှတ်မိအောင်လို့ဆိုအဲ့လိုမျိုးလေးမှတ်ထားလို့ရတယ်ဒိုဒိုဘိုးရဲ့ဘိုးလေးကကြတော့သူကဒုတ်ချောင်းဆိုတဲ့စကားလုံးလေးပေါ့เนาะဒုတ်ချောင်းအာရှိကဘိုးနီနာတူဆိုလို့ရှိရင်အာရှိကဘိုးနီနာတူဆိုလမ်းလျှောက်တာများပြီးတော့6လောက်ကြီးကတောင့်တင်းနေ6လောက်ရမ်းညောင်းနေဆိုတဲ့ဥစ္စာမျိုးသူက ာရှိကဘူနီနာတူဆိုပြီးတော့အဲ့လိုမျိုးလေးအဲ phrase လေးသုံးတာမျိုးလေးရှိတယ်ဒါမျိုးလေးလက်မှတ်ထားပေးပါပြီးရင်ကျွန်တော်တို့မှာဒီ gummy food ကောမီဘူခူရိုဆိုတဲ့ပေါကမျိုးလေးတွေရှိမယ်အမိုက်အိတ်ပေါ့နော်ဒါကတော့ကောမီဘူခူရိုအမိုက်အိတ်ကိုပြောတာပြီးရင်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 အိုမူချွဆွဲပေါကပလေးတီလာအိုမူချွဒါကလေကျောင်းများသွားဖြစ်ဒီရချက်ခုတွေပါလေသွားလို့ရှင်တမ်းပြီးတော့တွေ့ရချက်ခုဆိုတာက ပုံမှန်ဆိုလို့ရှင်အရှိယခုချူဒီဆေးဖြစ်နေတာဖြစ်တဲ့အတွက်ဆေးဆိုင်ဆိုပြီးတော့ကျောင်းကပြောကြရပေါ့နော်ဆေးဆိုင်လားဆိုတော့လေဟုတ်ပါတယ်ဒါပေမဲ့ဂျပန်နိုင်ငံမှာကြတော့လေဒီ drug store လို့ကျွန်တော်ကခေါ်ရပေါ့နော် drug store အဲ့မှာကြတော့အလှပြင်ပစ္စည်းတွေအိမ်အတွက်လိုအပ်တဲ့ ြစ္စည်းတွေအဲ့လိုဆက်ပြာမဟုတ်တွေအဲ့ဒါကြီးအကုန်ရရပေါ့နော်ဆေးကြီးပဲတိတက်ရောင်းတာမျိုးတော့မဟုတ်ဘူးအဲ့တော့အဲ့ဒါကြီးအကုန်လုံးကျွန်တော်က drug so ဆိုပြီးတော့ခေါ်တယ်။ညာတော့ဖြစ် cosmetic တွေအဓိကထားပြီးတော့တွေ့ရတယ်ပေါ့နော်။အဲ့တော့ရခခုဆိုလို့ရှင် drug store ပြောတာအဲအဲ့မှာဆိုလို့ရှင်သူကလေအမျိုးအစားလေးခွဲထားရပေါ့နော်ဘယ်အတန်းမှာဘာရှိတယ်လို့ဘာလို့အဲ့လိုမျိုးဆိုလို့ရှင်ဒီ omuchu ကကြတော့ဒီခလေးရဲ့ဒိုက်ပါကိုပြောတာခလေးဒိုက်ပါပေါ့နော်အဲ့တော့ဒါမျိုးလေးရှိမယ်ပြီးရင်သူကဟို ဆောက်ထဲမှာဆိုလို့ရှိရင် futago ဆိုတဲ့ဘောကပ်မျိုးလေးလက်ပေးထား futago ဆိုတာကအမွှာကိုပြောတာပါ idu e ဆိုဘောကပ်လေးကိုမှတ်ထားပေးပါ idu e idu e ရဲ့ e လေးကကျွန်တော်အမြဲတမ်းထည့်ပြီးတော့ပြောတယ်မမိစေချင်လို့ပြောတာပေါ့နော်ဒီ chromo ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် chromo chromo ဆိုတာအဝတ်ပေါ့နော်အဝတ်အဝတ်ထည်တွေအဝတ်အစားတွေအကုန်လုံး idu e ဆိုပြီးတော့ခေါ်တယ်အဲ့တော့ chromo ga e ဆိုဘောကပ်လေးကိုသိပါသလား chromo ga e ဂျပန်နိုင်ငံက ပူတဲ့ချိန်ကျအရန်ပူပြီးအေးတဲ့ချိန်ကျရင်အရန်အေးတော့အဝတ်အစားတွေကလေဘယ်တော့မှဟိုတမျိုးတည်းထားလို့မရဘူးပေါ့နော်ကျွန်တော်ဆောင်းသွင်းဆိုရင်တကယ်ဟိုအထူကြီးတွေကိုဝေ့ရပြီးတော့နေရာတီကျလို့ရှင်လည်းဘာမှမမကတ်ချင်လောက်ပူတာဖြစ်တဲ့အတွက်အဲ့တော့ဟိုနေရာတီရအောင်ဆောင်းသွင်းအဝတ်တွေတင်းရတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကျွန်တော်ကအဲ့ဒီ season ကိုခိုရိုမိုကာအဲဆိုပြီးတော့ခေါ်အများသောဖြင့်ညွေဦးတို့ဆောင်းဦးတို့မှာဆိုကျွန်တော်အမြဲတမ်းအဲ့ဒါတွေလုပ်ရတယ်ပေါ့နော်ခိုရိုမိုကာအဲဆိုပြီးတော့ခေါ်တဲ့အဲ့လိုအဝတ်တွေကိုအဲထည့်တယ်ထုတ်တယ်ဆိုတဲ့ဥစ္စာမျိုးတစ်ခါလေးကြားလို့ရှင်ဤတဲ့ခါအဲတူဆိုပြီးတော့လည်းတုံးတာမျိုးလေးရှိတယ်ပေါ့နော် 入れ替える。 ဟိုအစားဟိုပေါ့နော်ထုတ်ဆရာရှာထုတ်ထဲဆရာရှာထဲဆိုရအသေးပဲမျိုးပေါ့နော်ဒါမျိုးလေးရှိတယ်အာခူရူဤခူရူဤခူရူဥဆိုရဘက်ဖလီကနေလာတာပါဒါကလေတကယ်ဆိုလို့ရှင် N1 လောက်မှာတွေ့ရမှာဘူးပေါ့နော်ဒါပေမဲ့ N2 မှာမှတ်ထားရဆိုလို့ရှင်လည်းကောင်းတယ်ကျွန်တော်ကတော့ဒီမှာအရှိတီဟာလေးကခေမိုနိုဟန်လေးဖြစ်တဲ့အတွက်အနောက်ကဘရင်နဲ့ဆိုဘရင်ကယူရဆိုပြီးတော့မှတ်ထားခူရူဥဆိုယူသွတ်သည်ဆိုစကားလုံးလေးဖြစ်ပါတယ်များသောအားဖြင့်လိုမျိုးခီကခူရူဥဆိုလို့ရှင်တကယ်ယူသွားတော့ကျတော့လေခီကခူရူဥလုံးဝဟိုခီကခူရူယူသွတ်သွားတယ်ယူ ူးသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေး ਨੇ သုံးပါတယ်အဲ့တော့နာနီနာနီယောပေါ့နော်ဥမာခတေးယောဆိုတဲ့ဘောကပ်မျိုးလေးမြင်ပူတယ်ခတေးဆိုတာကအိမ်ကိုပြောတာအိမ်ထောင်စုကိုပြောပေါ့နော်နောက်ကယောဆိုတဲ့ဘောကပ်လေးကအမြင်နဲ့ထည့်ပြီးတော့ပြောလေးဖြစ်တယ်မိုချီအီတူအသုံးပြုသည်ဆိုတဲ့စကားလုံးလေးဖြစ်တယ်မိုချီအီတူခတေးယောဆိုလို့ရှင်ဒါအိမ်အိမ်သုံးဆိုတဲ့စကားလုံးလေးဖြစ်သွားပြီပေါ့နော်ဥမာဂျီတာခုယောဆိုလို့ရှင် ဂျီတခုယောဆိုလို့ရှိရင်ဂျီတခုယောဆိုတကယ်နေအိမ်မှာပေါ့နော်နေအိမ်မှာတုံးတဲ့ဥစ္စာမျိုးပေါ့နော်အိမ်အတွက်တုံးပြူတာခတဲ့ယောကကြောင့်များသောဖြင့်အလိုမိသားစုဆိုတဲ့အိမ်မျိုးဖြစ်ပြီးတော့ဂျီတခုယောလို့ပြောလိုက်လို့ရှိရင်တော့သူက location ကိုပြောတာပို့ပြီးတော့များတယ်ပေါ့နော်ဒါမျိုးလေးရှိမယ်ပြီးရင်ကျွန်တော်အာဂျိုဆေယောတို့ အမျိုးသမီးသုံးတို့ဒန်ဆေးရောတို့အဲအမျိုးသားသုံးတို့ခိုတိုးမိုရောတို့ဒါမျိုးလေးရှိတယ်အရင်တော့အမကျွန်တော်ကဟိုတိတိချစ်ချာမကြည့်ပဲပန်းရောင်လေးတွေ့လို့ဆိုပြီးတော့ဝယ်လာခလေးသုံးတဲ့ဟာလေးဖြစ်တဲ့လိုမျိုးလေးရှိတတ်တယ်ဘောနော်အဲ့တော့စာတိတိချစ်ချာဖတ်ရမယ်ကျွန်တော်ဒါမျိုးလေးရှိတယ်ဘောနော်ခိုတိုးမိုရောတို့အိုတိုနာရောအိုမူချစ်ဆိုလို့ရှိရင်လေအပေါ်အိုမူချစ်ဆိုခလေးတိုက်ပါဆိုပြီးတော့ဘာသာပြန်ခဲ့ပြီမယ်အိုတိုနာရောအိုမူချစ်ဆိုပြီးတော့ရှိရတော့များတော့ဖြစ်လို့တက်ကြီးရွယ်ဦးတွေအတွက်သုံးတာမျိုးပေါ့နော်ဒါမျိုးလေးရှိတယ်ရှိရောဆိုလို့ရှိရင်ကကြတော့အခုရေးလိုက်တဲ့ ်ရှိရောဆိုတာကတော့ use အသုံးပြုရဲဆိုတော့ပေါ့ကဖြစ်တယ်နောက်ထပ်တစ်ခုဒီလိုမျိုးရှိရောဆိုပြီးတော့ရှိနိုင်တယ်ဒါပေါ့เนาะဒါကကြတော့ what ရှိဖြစ်တဲ့အတွက်သူကကြတော့လုံးဝဟို personal use private use တဲ့အဓိပ္ပာယ်မျိုးလေးဖြစ်သွားတယ်ပေါ့เนาะသူရဲ့စန့်ကျင်ဘက်ကကြတော့ခိုးရောဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ခိုးရောခိုးရောရဲ့ခိုးလေးကပမာမြင်ဘူးနေရလဲဆိုတော့ခိုးရော ိုအန်တို့ဘာမှမမြင်ဘူးနေရလေသူကအများနဲ့ဆိုင်တော့ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်ဒါမျိုးလေးအဲ့တော့ဒီလိုမျိုးပေါ်ကပ်မျိုးလေးရှိပါတယ်အဲ့တော့အိမ်ပြောင်းတာကိုကျွန်တော်ကဟီခိုရှိဆိုပြီးတော့တောင်းနေပေါ့နော်ဟီခိုရှိအိမ်ပြောင်းနေအဲ့တော့အိမ်ပြောင်းတဲ့အခါကျလို့ရှိရင်များသောအားဖြင့်ပစ္စည်းတွေတော်တော်များများကို short ပုံလို့ရ short ပုံစုစုစွာကစွန့်ပစ်သည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် short ပုံဆိုတဲ့စကားလုံးလေးမြင်တဲ့အခါမှာလေ short ဒီဆိုတဲ့ပေါ်ကပ်လေးကိုမှတ်ထားပေးပါ short ရပါလဲဆို process ဆိုတဲ့အတိတ်ပဲလေ process ဖြစ်စဉ်ပေါ့နော်တခုခုတခုခုလုပ်တဲ့အတွက် short ဒီ short ဒီမြန်မာ ဟိုတိုက်ရိုက်ဘာသာပြန်လို့မရတဲ့ pocket တွေထဲမှာဒီလိုမျိုး pocket မျိုးလေးရှိတယ်။တိုင်အိုးဆိုဟိုတိုင်အိုးလုတ်တယ်ဆိုဒံဝတိုင်အိုးဆိုလို့ရှင် ဖုံးဖြည်တယ်။တခုခုကိုတိုင်အိုးအာဒီကတော့ကိုဆိုင်မော့ရှတာဆိုကုညီပေးရတဲ့ကျေးဇူးတင်ပါတယ်။ကိုတိုင်အိုးအနေကရှင်မော့ဆိုလုတ်ပေးပါအောင်ဆိုတဲ့အထိပယ်မျိုးပေါ့နော်။အဲ့တော့နေရာတကာမှာမြဲတုံးနေတဲ့ pocket မျိုးလေးဖြစ်တယ်။တိုင်အိုးတို့ short တွေလို့အဲ့လိုမျိုးလေးမှတ်ထားပေးပါ။အဲ့တော့ full your hand ဆိုလို့ရှင် full your ဆိုတာမလိုအပ်တော့တာဖြစ်တဲ့တော့ full your in ဆိုမလိုအပ်တော့ပစ္စည်းပေါ့နော်။ full your hand ဆိုလို့ရှင်မလိုအပ်တဲ့ပစ္စည်းကိုစွန့်ပစ်လိုက် င်ဆိုတဲ့စကားလုံးလေးဟာကားစုဆွဲဘောကပ်လေးမှတ်ထားပြီးပါခွာရဲပေါ့နော်အဲ့လိုတခုခုအဲ့လိုကတ်ထားတဲ့ poster တွေပါလေဆိုပြန်ခွာရဲဆိုလို့ရှင်ဟာဒူကတော့ကတ်တာပေါ့နော်ဟာဒူကကတ်တာပြန်ခွာရဲဆိုလို့ရှင်ဟာကားစုဆိုပြီးတော့သုံးပြရမယ်ပေါ့နော်အဲ့တော့ဟာဒူဆိုလို့ရှင်လည်းသူကဆွတ်ဆွတ်ကျွန်တော်ရေးလိုက်တဲ့အချိန်မှာဒီဟာဒူဆိုလို့ရှင်ဒါຫນွေဦးကိုပြောတာပေါ့နော်နောက်ထပ်ဟာဒူဆိုပြီးတော့ဒါမျိုးလေးရှိတယ်ဒီဟာဒူကကြတော့ကတ်တယ်ဆိုတဲ့အသေးပဲမျိုးပေါ့နော်အဲနေဘာဒူဆိုလို့ရှင်ကကြတော့ နေပါရုကကြတော့ဒါ ဟိုစိတ်ကတ်တယ်ပေါ့နော်မြန်နေပါတိကြည်ရောကြီးဆိုလို့ရှိရင်တော့အဲဇွဲကောင်းတယ်ဆိုတဲ့စကားလုံးလေးဖြစ်တာခန်းကြီးလေးစင်တယ်တခါထည့်ပြီးပြောလိုက်တာပေါ့နော် hardy scale တို့ဘာလို့ဆိုတော့ pocket မျိုးလေးမြင်ဘူးတယ် hardy scale hardy scale ဆိုတာကအာ paste လောက်တာပေါ့နော်ကျွန်တော်ဟို copy and paste မှာပါတယ် pocket လေးအဲ့ဒီမှာပါတယ် hardy ဖြစ်တယ်နောက်ထပ် hardy တစ်ခုရှိသေးတယ်ဒီလားဒါလေးတွားကြတော့လေအဲ့လိုကွေးနေဟာကိုချန့်ထုတ်လိုက်တယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်ဥမာတန့်တို့ဘာလို့ပေါ့တန့်တို့ hardy ဆိုလို့ရှိရင်အဲ့လိုခောက်ထားတဲ့ဟာကိုဖြန့်လိုက်တယ်ဟောဆိုဒါလေးနဲ့တုံးတယ်သူမြင်ဘူးနေလို့ထင်နေရဟုတ် တိတာပေါ့ဘာမှတိရလဲဆိုတော့ဒီလိုမျိုးရွှေချောတို့ဘာလို့မှတိနေပါဘောเนาะပြီးရင်အမေလေးမြဲနေပြောနေကြဂမ်ပါတုမှလည်းသူပါတယ်လीเนาะဂမ်ပါလို့ရဲ့ဂန်လေးခါကြတော့ဂန်ခိုဆိုရဲစကလုံးလေးဖြစ်တယ်အဲ့ဒါလည်းဘယ်မှမရောက်တော့ဒီမှာလေမျိုးဆက်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 ပြီးတော့အဲ့ဂန်ခိုရဲ့ခိုလေးအရှိမပြောခဲတဲ့ခါတာမတို့ဟိုခိုင်ဟိုခါတာမတို့မားတယ်ဆိုရဲစကလုံးလေးခါတာမတို့အဲ့တော့ပြောတော့ဆိုလို့ရှင်အဲခိုတိုင်းတို့ဘာလို့ solid liquid တို့မှတ်ထားပြီးပါဆိုပြီးတော့ပြောခဲအဲ့ဒါလည်းဟိုအနောက်မြောက်ဖက်နဲ့အရှိတိပြန်ရောက်ကုန်ပြီเนาะဒါမျိုးလေးရှိတယ်အဲ့တော့ပြီးလို့ရှင် တပဆိုရပေါ့ကပ်လေးမှတ်ထားပါဟာနာတပဆိုလို့ရှိရင်ဒါပန်းစည်းဆိုရစကားလုံးလေးပေါ့နော်ဟာနာတပမြင်ဘူးနေတယ်လို့ပဲလို့ထင်တယ်ဟုတ်ပါမမြင်ဘူးနေရလဲဆိုတော့ကျွန်တော်ရခုစုခုတို့ဘာလို့မှမြင်ဘူးနေရဖြစ်ပါတယ်အဲ့တော့ဟိုမင်းမကြည့်လို့မသိတာပါပေါ့နော်အဲ့တော့ ရခုဆိုခုဆိုတာကဂတိပေးတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်เนาะကျွန်တော်မှာဒီရှိပါတို့စီးနှောင်နေဆိုတဲ့ပေါကမျိုးလေးတွေရှိတယ်ပြီးရင်ကျွန်တော်ဒီခတ်စကုဆိုတဲ့ပေါကပလေးမှတ်ထားပေးပါခတ်စကုခတ်စကုဆိုတာလို့ပခုံးပေါ်မှာတခုခုတင်ပြီးထန်းတာတို့ဘာလို့ပေါ့เนาะအဲ့ဒါမျိုးပစ္စည်းပစ္စည်းတွေပါထန်းတာကို ကတ်ဆူဂူဆိုပြီးတော့တုံးတယ်အရန်ကောင်းတဲ့ buff လေးဖြစ်ပါတယ်ဘာလို့လဲဆိုတော့တော်တော်များများတရားပါ90လောက်ကအဲ့ဒီ bokap ကိုမတည်ဘူးပေါ့နော်အများဖြစ်ကျွန်တော်တို့တည်တာကဒီ tanto ဆိုတဲ့ bokap လေးနဲ့တွဲပြီးတော့တည်တယ် tanto sudo ဆိုလို့ရှိရင် project တွေပါတယ်ပေါ့နော် project တို့ tanto sudo ဆိုလို့ရှိရင် project ကိုအဲတာဝန်ယူပြီးတော့လှုပ်ဆောင်နေဆိုတဲ့အတိတ်ပဲမျိုးပေါ့နော် tanto sha ဆိုလို့ရှိရင်ဒါတာဝန်ခံဆိုတဲ့စကားလုံးလေးနဲ့တုံးတယ်ပေါ့နော်အဲ့တော့ဟိုကတ်ဆူဂူကတန်းနေဆိုတဲ့စကားလုံးလေးသူ့ကိုလေးနောက်တစ်မျိုးပေါ့နော်ဒီ ဟိုတန်တိုးစုတို့မသုံးချင်ညီနာဥဆိုပြီးတော့သုံးလို့ရအထိပ္ပယ်အတူတူပဲအဲ့တော့ဒီအပွားခါချက်ကူဆိုရင်ပစ္စည်းထမ်းတာဖြစ်ပြီးတော့ညီနာဥဆိုတာဝန်ထမ်းဆောင်နေဖြစ်သွားတယ်ညီနာဥနဲ့တန်တိုးစုတို့နဲ့အထိပ္ပယ်အတူတူပဲပေါ့နော်အလောက်ထိတိသွားပြီဆိုလို့ရှိရင်အရန်အရန်အရန်မိုက်သွားအဲ့တော့ဟိုခန်းကြီးလေးလေကျွန်တော်ဘောကပ်ပြောတဲ့အခါမှာခန်းကြီးလေးအရန်တိစေချင်တယ်ဒီလားဘာလို့လဲဆိုတော့ဒီညီနာဥဆိုလို့ရှိရင်ဒါတန်တိုးဆိုရင်ကျွန်တော်ဘာမှမြင်ဘူးညလဲဆိုလို့ရှိရင်အစ်တန်အဲလောလောဆယ်တို့ဘာလို့ပြီးလို့ရှိရင်ဟိုခါခီတို့ဘာလို့ချန်စီယိုတို့ဘာလို့အဲ့လိုမျိုးလေးရှိသေးရပေါ့နော်အဲ့တော့ ော့ကပ်လေးကြက်ယုံနယ်လေးလုံလောက်ပြီလားဆိုတော့အများကြီးမလုံလောက်သေးတော့ခန်းကြီးလေးလည်းမှတ်မိဖို့ဆိုလို့ရှိရင်အဲကျွန်တော်စကီမီပါပေါ့နော် and two ခန်းကြီးတန်းလေးတွေ and one ခန်းကြီးတန်းလေးရှိပါတယ်အဲ့ဒါလေးကကျွန်တော်လုံးဝတကယ်ဟို recommend လုပ်တယ်ပေါ့နော်ဟိုဒီဘက်နဲ့ဟိုဘက်နဲ့မျှပြီးတော့ကြက်တယ်ဆိုလို့ရှိရင်စာရရတဲ့နှုံးကပို့ပြီးတော့ပြန်သွားလိမ့်မယ်ပေါ့နော်ဒီတစ်ခေါက်ကတော့ဒါ pocket လေးကိုဆက်ပြီးတော့ပြောပါမယ် ဒါမျိုးလေးရှိမယ်ပေါ့နော်ခုတာပီတယ်လို့ဆိုပေါ့ကမျိုးလေးရှိတယ်ပင်မန်းစင်ဟိုပင်မန်းမောမောပန်းနဲ့ပင်မန်းနဲ့ဆိုတဲ့စကားလုံးလေးစင်းရဲဆိုတဲ့အဓိပ္ပာယ်တော့မပါဘူးပေါ့နော်ခုတာခုတာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်လုံးဝပင်မန်းပင်မန်းဖြစ်နေရတဲ့စိတ်အဓိပ္ပာယ်မျိုးလေးနဲ့သုံးပါတယ်ခုတာပီတယ်လို့ပင်ပင်ပန်းနဲ့ဆိုတဲ့ပေါ့ကမျိုးလေးရှိတယ်ပြီးရင်ကျွန်တော်တို့မှာဒီနာကမိဆိုတဲ့ပေါ့ကမျိုးလေးရှိတယ်နာကမိနာကမိဆိုတာက အတွင်းပေါ့နော်အတွင်းကိုပြောတာအတွင်းအတွင်းပေါ့တခုခုရဲ့နာဂမီဆိုလို့ရှင်အဲဂိုင်ခန်းယော်ဒီနာဂမီဆိုပြီးတော့လိုမျိုးလေးလည်းရှိတယ်စကလုံးလေးပေါ့နော်ဂိုင်ခန်းယော်ဒီနာဂမီဆိုလို့ရှင်အပြင်ပိုင်းကဘလောက်ပဲကောင်းကောင်းဒါအတွင်းပိုင်းကဟိုဘလောက်ပဲလှလှပဝှက်ထားဝှက်ထားစိတ်ထားကောင်းမှုအရေးကြီးရူပါဆိုအတိတ်ပဲမျိုးပေါ့နော် နာဂမီဒါပေမဲ့ပုံမှန်ဆိုလို့ရှင်တော့ဒီနာဂမီဆိုတဲ့ဘောကပ်လေးကအတွင်းကိုပြောပါပေါ့နော်ပစ္စည်းပိုင်းဆိုလို့ရှင်လည်းအပြင်မဟုတ်ခင်တဲ့အတွင်းကိုပြောတာဖြစ်ပါတယ်ဒီလိုမျိုးဘောကပ်မျိုးလေးရှိမယ်ပေါ့နော်အဲပြီးရင် eco coach ဆိုတဲ့ဘောကပ်မျိုးလေးကြာ ဘူးပါဒလားအီကိုကိုချီအီကိုကိုချီဆိုတာကအီကိုကိုချီအလိုတတောင်တတာဖြစ်တယ်ပေါ့နော်အီကိုကိုချီရောအီဆိုလို့ရှိရင်အလိုနေရတာကောင်းတယ်ပေါ့နော်တတောင်တတာဖြစ်တယ်ဆိုတဲ့စကားလုံးလေးအီကိုကိုချီ အဲ့ဒီအခန်းကြီးလေးရဲ့အရှိဆုံးအစလုံးလေးဟာလေတွားလေးဣလူဆိုတဲ့စကားလုံးလေးပေါ့နော်ရှိတယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပမာမြင်ဘူးနေရလဲဆိုတော့အီမာလို့ခေါ်တဲ့ဧခမ်းမှာမြင်ဘူးနေရပေါ့နော်မြင်ဘူးနေရအာအင်ခေါ်လို့ပါလို့ဆိုလို့ရှိရင်ဟိုနောက်မှာထပ်ပြီးတော့တွေ့ရမယ်ပေါ့ကံမျိုးလေးပေါ့နော်အင်ခေါ်ရဲ့အင်းဆိုလို့ရှိရင်သူကအာခကုရဲတုခကုစုဆိုတဲ့စကားလုံးလေးပေါ့နော်ဖုံးကွယ်ထားတယ်မမြင်အောင်ထားတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပြီးတော့အနောက်ကခေါ်ကကြတော့ဣတုဆိုတော့အလိုများသောဖြင့်မီဆဲအို မုစုကိုနီယူစုတဲ့အင်ကျော်ဆူလို့ဆိုလို့ရှိရင်ဆိုင်ဟိုတားကိုလွှဲပေးပြီးတော့နောက်မှာပဲအေးစစနေရတယ်လို့ပါအဲ့လိုမျိုးပေါ်ကတ်မျိုးလေးတွေတွေ့ကောင်းတွေ့လာရနိုင်တယ်ပေါ့နော်တော်တော်များများအဲ့လိုမျိုးဟိုကြားရရှားတဲ့စကားလုံးလေးပေါ့နော်ဒါပေမဲ့တကယ်တုံးတာဖြစ်တဲ့အတွက်ဒါမျိုးလေးလည်းမှတ်ထားပေးပါ ဒါမျိုးလေးရှိမယ်ပေါ့နော်ဒါမျိုးလေးရှိမယ်ပြီးတော့ဆွဆွကျွန်တော်တို့တွေ့ခဲ့တာကဒီနာနီနာနီယောဆိုတဲ့စကားလုံးလေးပေါ့နော်ဥမာခုတို့မှုယောဥတို့နာယောစသဖြင့်ပေါ့နော်နောက်တစ်ခုဒီလိုမျိုးလေးရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဥမာပေါ့နော်ခုတို့မှုမှုခဲတို့ဘာလို့ဆိုလို့ရှိရင်တော့ကလေးတွေအတွက်တီးတန့်ဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်ပေါ့နော်ခုတို့မှုမှုခဲ ကိုတို့မို့မူခဲဆိုလို့ရှင်သူတို့တွေအတွက်ရည်ရွယ်ပြီးတော့ထုတ်ထားတဲ့တခုခုပစ္စည်းတွေပါလေဆိုလို့ရှင်ဒါမျိုးပေါ့နော်မူခဲဆိုပြီးတော့သုံးတယ်ယောဂကြတော့အဲ့ဒီမူခဲကဟိုသူတို့တွေကသုံးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတော့အဓိပ္ပာယ်အပြင်တော့အရင်ကြီးခုလိုမျိုးကြီးကြွားတာမျိုးတော့မဟုတ်ပေမဲ့တည်တည်ဆဆလေးကိုရအောင်မှတ်ထားပေးပါအဲ့တော့နည်းနည်းအိမ်ထဲမှာနေပြီးတော့အိမ်ကြောင်းနေပြောနေရများတော့ကျွန်တော်မြို့တယ်သွားမယ်မချိဆွဲစကလုံးလေးပေါ့နော်မချိဆွဲစကလုံးလေးရှိမယ်မချိနဲ့မချိနဲ့ဒီဟာနေရပါကွာလဲဆိုတော့ အပွားမချီကကြောက်ရိုးရိုးဟိုမြို့ဆိုရဲတောင်းဆိုရဲစကလုံးလေးဖြစ်တဲ့ဒီအောက်ကဥစ္စာကကြောက်နည်းနည်းအဲ့လိုတက်ဝင်လှုပ်ရှားနေရဆိုရဲအထိပ္ပယ်မျိုးလေးပါရဲပေါ့နော်မချီဆိုရဲအထိပ္ပယ်လေးအဲ့ကြောင့်ကျွန်တော်ကဒီ short term gain တို့ဘာလို့မှပါရဲ gain လေးဖြစ်ပါတယ် short term gain အဲဈေးတန်းကြီးတွေဘာတွေကိုခေါ်တာပေါ့နော်အဲ့တော့တို့ရှိ ဆိုလို့ရှိရင်ဒါမြို့တော်ပေါ့နော်မြို့တော်ဆိုလို့ရှိရင်တို့ရှိဆိုပြီးတော့ခေါ်တယ်မြို့ကြီးပြကြီးလေးဆိုလို့ရှိရင်တို့ကာကြီးဆိုပြီးတော့ခေါ်တယ်အဲရှတာမချီဆိုတဲ့ပေါကတ်မျိုးလေးရှိတယ်ရှတာမချီရှတာမချီဆိုတာကမြန်မာလိုဆိုလို့ရန်ကုန်မှာဆိုလို့ရှိရင်ပန်းဆိုးတန်းလားအဲ့လိုမျိုးလေးပေါ့နော်ဒေါင်းတောင်းပေါ့မြို့လေခေါင်းလူစီကားတဲ့နေရာမျိုးကိုရှတာမချီဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်တို့ချီဆိုတာဒါမြေပေါ့နော်မြေဆိုတဲ့ပေါကတ်မျိုးလေးဖြစ်တယ်ပြီးရင်ခက်ခိ ခက်ခီဆိုပေါ့ကပ်လေးတက်ဝင်လှောက်ရှားနေတာပေါ့နော်အတစ်ဖြစ်တာခက်ခီကအာဒုဆိုလို့ရှင်အဲ့လိုလုံဝမျိုးကလုံဝတက်ဝင်လှောက်ရှားနေတာတိုကျိုလိုမျိုးပေါ့နော်ရှီဘူးယာတို့ပြီးလို့ရှင်တိုကျိုမှာဆိုရင်ရှီဘူးယာရှင်ဂျူကူအဲ့လိုနေရာမျိုးတွေပေါ့နော်ခက်ခီကအာဒုဆိုပြီးတော့တောင်းပါတယ်တက်ဝင်လှောက်ရှားနေတဲ့စကားလုံးလေးပါဟီတိုဟီတိုဒိုရီဆိုလို့ရှင်လူသွားလူလာပေါ့နော်ဟီတိုဒိုရီလူသွားလူလာ ဆွဲဘောကပ်မျိုးလေးရှိမယ်ခိုအေရုဆွဲဘောကပ်လေးရှိတယ်ခိုအေရုကနှစ်ခုရှိမယ်ဒီလားဒီဟာနဲ့ဒီဟာနဲ့ကျွန်တော်ပြောဘူးလားတော့မသိဘူးဒါမှဒီမှာထပ်ပြီးတော့ပြောမယ်ဒါလေးကိုမှတ်မိစေချင်လို့ဒီခိုအေရုကကြတော့တခုခုရှိတယ်ဆိုရင်အဲ့တခုခုရဲ့ဟိုစာကိုကြော်တယ်ဆိုတဲ့အဓိပ္ပာယ်ဒီခိုအေရုကကြတော့ကြော်ပြီးတော့အထွတ်အထိပ်ရောက်သွားတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ဒီခိုအေရုခိုအေရုနှစ်ခုရှိပါတယ်အဲ့တော့ချောကာဆုတုဆိုလို့ရှင်ဒီအပေါ် အပေါ်ဟာလေချောကဆုလို့ဆိုကြော်လွန်သွားတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပြီးအောက်ကဒီခိုအဲလူတွေကဂျာပါမှာမြင်ဘူးညာလဲဆိုတော့ကျွန်တော်ပြောဘူးတဲ့အမြင်နဲ့ UX စခန်တို့ဘာလို့မှပါတယ် UX စခန်အဲ့လိုကုကုကုပေါ့နော်သူများကြီးထက်တာတယ်ဆိုပြီးတော့ထင်နေရဲ့စိတ်ပေါ့နော် superiority conf plus အဲ့ဒီမှာပါတဲ့စကားလုံးလေးပေါ့နော် you it's a cancer စကားလုံးလေးအဲသူရဲ့စန့်ကျင်ဘက်ဆိုလို့ရှိရင် retro cancer ဘောကမျိုးလေးဖြစ်ပါတယ်ဒါမျိုးလေးကြီးလည်းမှတ်ထားနော် undo ရောက်ပြီဆိုဒီလိုမျိုးလေးတီးတော့မှကျွန်တော်ကျွန်တော်ကတခါရဲ့ advanced level ဖြစ်မှာဆိုဒီလိုမျိုးဘောကမျိုးလေးရှိမှာပေါ့နော်စကားဆိုဘောကလေးမှတ်ထားပြီးပါစကားဆိုတာကအတောင်ကုန်းကိုပြောတာပေါ့နော်အဲ့တော့လူဘဝကြီးမှာတဲ့စကား၃မျိုးရှိတယ်တဲ့သွားပါလဲဆိုခူဓာတိစကားနဲ့ခူဓာတိစကားဆိုတာက အစင်းပေါ့နော်ခူဓာတိစကားဆိုတာဘာလို့လို့အစင်းမပြည့်တဲ့အချိန်မျိုးတွေရဲ့တဲ့နော်ဘိုးဒီစကား နော်ဘိုဒီဇာကာဆိုတာကဘာပဲလုံးလုံးအောင်မြင်အစဉ်ပြေနေတဲ့အချိန်မျိုးတွေရဲ့အဲ့လိုမျိုးတွေပေါ့နော်နော်ဘိုဒီဇာကာအဲ့အချိန်လေးတွေရဲ့မာဆကာဆိုတဲ့စကားလုံးလေးရှိအမာဆကာဆိုတာကဟဲအမပါပေါ့နော်အိုးမထင်မထားလောက်တဲ့အခြေအနေမျိုးမှာဆက်ကာဆိုတဲ့အခြေပဲမျိုးလေးနဲ့တုံတယ်အဲ့တော့ဒါမဲ့သူကတော့တကယ်ဆက်ကာနဲ့မကြီးဘူးပေါ့နော်မဆက်ကာကြလုံးဝအဲ့လိုမထင်မထားတဲ့အခြေမျိုးပြောချင်တာ အဲ့တော့များသောဖြင့်ကိုဗစ်ကာလာတို့ပါဆိုတာလူပွားရဲ့မဆက်ကအချိန်နေပေါ့နော်အဲ့လိုမျိုးအချိန်နေရောက်လို့ရှိရင်တဲ့အဲဒီဒီပေါ့နော်ဒီဆက်ကသုံးမျိုးရှိတယ်ဆိုရဲဥစားမျိုးကိုကဟိုတွေးပြီးတော့တိထားပြီးတော့ဒါစူးစမ်းရမယ်ပေါ့နော်အချိန်ဥမာပါပေါ့ကိုကြနဟိုခူဓာရီဆက်ကရောက်နေပြီဆိုလို့ရှိရင်လည်းအရှုံးမပေးဘဲနဲ့အနော်ဘူးရီဆက်ကရောက်နေပြီဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဒီ US ကနေပါမဝင်သွားဘဲနဲ့ဒီမဆက်ကမရောက် ခင်ပါလဲပေါ့နော်ကို့အတွက်ကိုအဲ့လိုပေါ့ကို့မှာအားတုံးကို့ကျမ်းမာနေလုံးစာရီးကြက်ထားတာကို့မှာအချိန်နေရှိလုံးကို့စာကြက်နိုင်တဲ့အချိန်နေမှာလေ့လာထားတာကပေါ့နော်ဒါအများကြီးအဲအဆင်ပြေမယ်ပေါ့နော်ကို့ဘဝမှာအဲ့လိုမျိုးပေါ့ကတ်မျိုးလေးတွေရှိပါတယ်အဲ့တော့ဟိုကို့အိမ်နဲ့အနီးနားတွေပါပါဆိုလို့ရှင်ကျွန်တော်ကဒီ food king ဆိုပြီးတော့တုံးတယ်ပေါ့နော်အိမ်အနီးနားဆိုလို့ရှင် food king နောက်ကချီကားလေးနဲ့တုံးပြီးတော့အဲ့ food king ကလိုမျိုး king jaw လို့ပါတယ်အဲ့ဒီပဲနဲ့အတူတူပဲအဲ့တော့ဒါလေးမှတ်ထားပေးပါအဲမဆာကာရီဟိုခု ခူတာရီစကားတွေနော်ဘူရီစကားတွေပြောပြီးတော့အောက်ကနှလုံးလေးနဲ့ပိတ်လိုက်ရတော့နည်းနည်းတမျိုးလေးရောဖြစ်သွားရဆိုပေမဲ့အဲဒီနေ့လည်းအရန်ပေါ့ကပ်လေးရစိတ်ဝင်စားဖို့ကောင်းမယ်လို့ထင်ပါတယ်600တောင်ရှိသွားပြီပေါ့နော်ဒါပေမဲ့မလောပါဘူးအေးစစ်စစ်ပဲဘယ်ဟိုဘယ်နေရာပဲဖြစ်ဖြစ်သွားမယ်အေးစစ်စစ်ပဲသွားမယ်ဆိုပြီးတော့စဉ်းစားထားရဘာလို့လဲဆိုစောက်ထဲမှာပါတဲ့အတိုင်းဒီတိုင်းအကုန်ပြောလိုက်ပြီဆိုလို့ရှင်ပြီးသွားမှာပေါ့နော်စောက်ပြီးတော့ဆာရသွားပြီးတော့အဲပြန်မိသွားအစားပြန်ကြည့်ဆိုမကောင်းလို့နော်အဲ့တော့အေးစစ်စစ်လေးပဲအများကြီးသွားကြမယ်လိုက်ခဲ့ပြီမလား ကွန်မန့်လေးမျောနေနော်ကွန်မန့်လေးအရန်ဖတ်ချင်တယ်အဲ့တော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်600လုံးကျက်ပြီးသွားပြီဒီတစ်ခေါက်ကမစ်ရှင်ပေးလိုက်မယ်ဒီဗီဒီယိုအဆုံးထိကြည့်တဲ့သူက600လုံးနားထောင်ပြီးပါပြီဆိုရယ်ကွန်မန့်လေးမှတ်မိပါလားနော်တတား